အားလုံးပဲမင်္ဂလာပါတသသိန်းတော့အပိုင်း126ဟေ့ဒါရီမင်းဘယ်ကရထားလဲဂရီကိုဂရီကိုကရင်နေသည် သူမျက်လုံးတွေကအယောင်တဖြစ်ဖြစ်တော့လေဖီလိုနိုဘူမာရုံးကအဖေယူလာလေပြောပြီးသူမျက်နှာတီးသွားပြီးတော့မှအတန်းကတူထွက်လာသည် အခန်းထဲတွင်ဘသူမှမရှိပဲသူ့အတန်းတိုးသွားခြင်းဖြင့်ဒီနေ့အဖေငါ့ကိုဘာပြောလဲသိလားသူ့မှာစသက်နဲ့လေရှိသေးရဲ့ဗျသူ့နှခမ်းတွင်ပြန်ပြုံးလာပြန်သည် သွားစမ်းပါကွာမထုံမနှမ်းနေလျှောက်ပြုံးနေစမ်းနဲ့သူကဘေကရရလဲဘာတွေ့ရရလဲကောဆက်တသားတွေသူ့ကိုပြီးသွားတယ်သူကဒိန်ချင်တိုက်လို့ရလေမဟုတ်တော့ပါဘူးအဖိုးကြီးလျှောက်ပြောတာပါသူတင်ညာကတိုးလာတာဖြစ်မှာပါသူကငါ့ကိုတူတူကလေးပြောရည်တီလားငါ့မှာစက်တနက်တလက်ရှိရဲတဲ့တလင်းအောင်မှာတူးမြုပ်ထားတယ်ငါကပြက်မိတယ်အဖေဘာလို့ဖို့လဲလို့တချင်းချင်းအတုံးကြမှာပေါ်ရဲကွာပိုင်ဟိုဒရာဒေါ်ပေါ်သွားသည်အဖိုးကြီးကိုတော့မင်းမီလို့တော့ဂရီကိုကတာသည် ခဏနေပါအောင်ကွာငါ့ကိုကူပါအောင်ဒါရင်ပြန်တက်ပြီးပါအောင်အဖေကိုမင်းကဘာပြောမှလဲပိုင်အိုဒရာကကြီထိုးတဲ့ငုံဖြုတ်စင်းရင်ခက်ဆဆိုင်ဖြစ်သည်သူပြောတာဖြစ်နိုင်တယ်ဒီနေ့နေ့မှအတုံးကြလာနိုင်တယ်ဂရီကိုအဲ့ဒီနေရာမှာပဲပြင်မြုပ်ထားကြအောင်ထိုနေ့က event to million ရောက်လာပြီးကာဆက်စကားရင်တိုက်ပွဲတွေဖြစ်နေကြအောင်သတင်းလာပြီးသည်မိခိုးနေပေးတွင်သူတို့စကားထိုင်ပြောကြသည်သူပြန်သွားတော့ပိုင်အိုဒရာကအထွေးနဲ့ပုံဖြင့်ပြောသည်ငါရူဘင်စီသွားပြီးယာကော့ဖူမီနဲ့တွေ့မယ် သူပြောင်းနေပြီကြတယ်။သူကဌာနေတော်လိုင်းကော်မတီဆိုပြီးဖွဲ့နေကြတယ်။သူ့စီသွားပြီးထူးခြားရင်လက်တို့ပါလို့ပြောထားမယ်။အဖိုးကြီးပင်တာလီမွန်ကမြင်းမကိုစွတ်ဖောက်မှတန်နေသည်။ဒါရီယာကသူ့ရဲ့တပတ်ချုံပြီးအဖွားအီလီနက်ရှင်နယ်ကိုတူတူကပ်ပြောသည်။ပြီးရနှစ်ယောက်သားကြည်ပတ်ရှောက်သွားပြီးပြန်လာတော့အထုတ်ထုတ်ပါလာသည်။အဲ့ဒါပါလေ။အဖိုးကြီးကလှမ်းမိလိုက်သည်။အီလီနက်ရှင်နယ်တူတူပြန်ဖြစ်သည်။ထောက်ဘက်တွေပါကျမဝတ်ထားတာ။လူရဲခံသုံးမှုလေး ဒါပေမဲ့ထောပတ်စားမယ်အချိန်မဟုတ်ဘူးဒါကြောင့်ဒါရီယာကိုပြီးလိုက်မယ်ဖူမင်ကိုလက်ဆောင်သွားပေးဖို့လေပါဥရစကားတော့သူနားထောင်မှာပါပြောရင်အဖွားကြီးမြေကြီးကြာလာသည်အရာရှိဖြစ်အောင်သူတို့ကြိုးစားလိုက်ကြတာခုတော့သူတို့ကိုသူများတွေမနာလိုဖြစ်နေကြတယ်ပင်တာလီမွန်ဒေါ်သာတချီအော်သည်နှင်းနံကိုစဖောဘောပြစ်တင်ခဲ့ပြီးပန်ဥရစီရှောက်သွားသည်သူ့ကိုပြီးရင်ဂျုံနေနေမှာထည့်ယူသွား ပါဦးတော်ကဒေါသကြီးပြန်အောင်သည်ဂျုံကဘာလို့ဖူးလဲပြီအင်းဒီကော့ရှ်ကစီ ဖောက်ကယူသွားတာမှအတိပဲရှိ ਉ မယ်ဂျုံကပင်တာလီမွန်လှည့်ထွက်သွားသည်ပြန်လာတော့လက်ထဲတွင်ဖောက်ကပလင်းကြီးပါလာသည်ဇွဲဖို့တင်ပြီးပြောသည်ဇာဗီယန်ဖောက်ကလာကောင်းတယ်အီလီနက်ရှနာကမှတ်ချက်ချသည် ကောင်းမှန်းသိမှာပေါ့တစ်ချိန်လုံးတဆွတ်ဆွတ်နဲ့မြည်နေအောင်အရသမားကြီးသို့တော့အဖွားကြီးပူညံပူညံလောက်တာအဖိုးကြီးမကြတော့ဘူး ပါဇက်ကိုအင်ဂျီပြင်တုံးရင်လှည့်ထွက်သွားလိမ့်မည်။ပါဝရကောင်ဖောကာပြင်လက်စ်တွင်ဘူရာယုံကဝင်စီယုံကကုံတွဲတွေပေါက်ပြီးဝေစုမြဟာသည့်အဝတ်တွေဖနှက်တွေပါလက်ဆောင်ပေးဖို့ယူလာခဲ့သည်။တရားရဲသာတိုက်ဖို့တိုက်ဖက်ရဲဘော်ကခုတကူထွားနေသည်။ထိုစဉ်ကရခဲ့သည့်သူပေါင်းမိတွေကိုဒါရီယာယူဝသည်။အဝတ်စရိတ်ကောင်ဝင်ချုပ်ဝသည်။ဖိုမင်းအိမ်သူတို့လင်မြသွားလိုက်ကြတော့ဒါရီယာကအယားရှိကတော်မှန်တည်တာနေသည်။ဖိုမင်းကခက်ရှိရှင်အသင်ကြီးဖြင့်ဒါရီယာကိုကြည့်ပြီးစီးပြောသည်။ ဟဲလှနေလိုက်တာမှတ်တော့မှန်းမိဘူးအခန်းချင်းကလေးရဲ့တွင်လူကြီးများသဖြင့်အသက်ရှူကြနေကြသည်တခွက်တော့ပြီးဒီနေ့ပိုင်အိုရာကနိုင်ငံရေးစာပြောသည်ရွာထဲမှာတော့တရင်နေပြန်နေတယ်ချက်ကဆိုတဲ့ဆိုဗီယက်လုံခြုံရေးဝင်လာပြီးကော့ဆက်တွေကိုဒုက္ခပေးနေတယ်တက်နီရဲ့ဗီယင်ရှင်းစကားကိုရောက်နေပြီပဲမင်းဘာတွေတွေးပူနေရလဲငါကိုအရာရှိမှလူတိုင်းသိနေကြတာကွာဖိုမင်းကအပေါ်စီးလေတဲ့ဖြင့်တိရောပါဖြစ်လေကွာဖိုမင်းမူလေမူနေပြီ နှခမ်းမွေးကိုတက်ရင်ပိုင်ဦးရောက်ကိုကြည့်သည်ပိုင်ဦးရောက်ကတလီတစားလေးတန်းဖြင့်မင်းနဲ့ငါနဲ့ကအထူးထူးတိုက်လာတာပေါ့ကွာငါမင်းကိုဘယ်တော့ငါမှမဆန့်ကျင်ခဲ့ဘူးအမြဲတမ်းကောက်ဆက်စိတ်တဲ့အပြင်းနဲ့တိုက်ခဲ့တာကြည့်ပဲအဲ့လိုငါ့အကြောင်းမကောက်မပြောတင်ပါဘူးအေးပါကွာမင်းအကြောင်းအားလုံးသိပါတယ်မကြောက်ပါနဲ့မင်းကိုသူတို့မထိစေအောင်အေးလက်နဲ့မအပ်တဲ့လူတွေအတွက်တော့ငါအားမမခံနိုင်ဘူးမင်းကအပ်ပြီးပြီမဟုတ်လားဖူမင်းကလေးကလေးဖြင့်အစ်လိုက်ချင်းဖြစ်သည် ပယ်ဥရမျက်နှာနှီးရဲသွား၏။ဖိုးမင်းကစပွဲပေါ်ကိုင်းပြီးဆက်ပြောသည်။မင်းကအပ်ပြီပြီပဲပြီပြီပေါ့။ဘာပူစရာရှိလဲ။ဟာပူရအောင်ပေါ့။မင်းပုံမွန်လင်းစင်လာကြီး။ဖိုးမင်းကမူးမူးပြင်းနှစ်ဖူးရေတွန်းလိုက်ပြီ။ပွင့်ပွင့်လင်းလင်းဟုတ်လား။မင်းပွင့်လင်းမှငါတို့သိပါရယ်ကွာ။ငါဒီရသွားပါကွာ။ချမ်းသာတဲ့ကော့စက်တီနဲ့လက်ဆွဲနှုတ်ဆက်ပြီးနောက်လက်တစ်ဖက်မှာဓမြောင်းနေ။အဲ့လူကြီးငါအများကြီးတွေ့ဦးလေ။တက်စာပေါက်တွေ။ ဒါပေမဲ့အဲ့ဒီထဲမှာမင်းမပါအောင်မင်းကိုသူတို့လက်ဖျားနေမတုတ်စေအောင်အဲ့ဒါမင်းမြင်မှတ်ထားပါအပြန်လန်းတွင်ပါဒါတရားပေါ်ပေါနေသည်မျောလင်းချက်အသည့်ရောင်ချီတဲ့မြောင်သူမြင်နေပြီပါအူဒါတို့ထွက်သွားပြီးတော့ပင်တာလီမွန်ဒီအဖိုးကော်ရှီနိုစီတို့အလေထွက်လာခဲ့သည်အနီဒီမြောက်ခင်ကလေသူ့စီတစ်ခေါက်ရောက်သေးသည်ထိုစဉ်ကမီခီခီထွက်ဖို့ပြင်ဆင်နေလို့သူတို့အိမ်တွင်ရှုပ်ပေါ်နေသဖြင့်ခဏနေပြီးပြန်လာခဲ့ရသည်ဒီတစ်ခေါက်တော့လက်ရှိအခြေအနေတွေဆွေးနွေးမိဆိုပြီး သူထွက်လာခဲ့ခြင်းဖြစ်သည်။ခြံထဲရောက်တော့အဖိုးအဂရစ်ကောင်ကိုတွေ့ရသည်။သူတတော်ကြီးအိုသွားပြီ။ပါစက်ထဲတွင်သွားတစ်ချောင်းမှမရှိရော။တင်းကနေနေညနေပိုင်းဝှပြုပွဲတွေ့။ဖျားချောင်းသွားဖို့သူပြင်နေတော့ပင်တာလီမုံရောက်လာခြင်းဖြစ်သည်။သူအနာရောက်တော့မျက်လုံးပြူးသွားသည်။အဖိုးကရထားသမျှတစိုက်တွေအလုံးထုတ်ပြီးပခုံးနေရောရင်ဘက်မှာပါဆင်မြန်းဆွဲချထားသောကြောင့်ဖြစ်သည်။သူ့ရဲ့ဂျာကင်အင်ဂျီတွင်တူရကီနှင့်ဖြစ်သည့်စစ်ပွဲတွေကရသည်သူအသက်တိစုတစိမ့်များတက်ဆင်ထားသည်။ အုတ်ထုတ်ကလည်းထုတ်ခေတ်ကစေုပ်တုံးပုံမွန်းတစိမ့်တစ်ခုထိုးဆိုင်လျက်အဖိုးကြီးဘလို့ဖြစ်တာလဲဒီအချိန်မှာဘာဖြစ်လို့အဲ့ဒါတွေထုတ်ပြီးတွလူတွဲလောက်လှုပ်လာလဲဘာကွာအဖိုးကြီးကနားနာဝလဝကပ်ပြီးပြင်မိသည်အဲ့ဒီရင်ဘက်နဲ့ပခုံးပေါ်ကဟာတွေချွတ်ပြလိုက်ခမရအဖမ်းခံရလိမ့်မယ်ရင်လို့မဟုတ်တော့ဘူးဥပဒေဒီနောက်ထပ်တိုးထားတာခမရမသိဘူးလားမသိဘူးငါကတော့ဇာမစာပဲစာပင်ဒီသာတို့ပြင်တို့တကင်ခုကောင်တွေကငါအတိမံမပြူ ငါတစ္ဆာခံရတာစားပြီအလုတ်သမားလေသမားအဆုပ်လုပ်တယ်မဟုတ်ဘူးအဖိုးကြီးကသွားမရှိတဲ့နေခန်းတွေကိုတမျိုးမျိုးလုပ်နေသည်မင်းရင်တော့အိမ်ထဲမှာရှိရဲ့မိကာကတော့ပြည့်ရမယ်တင်နေသူ့ကိုဖျားသခင်ဆောက်ရွှတ်တော်မူပါမင်းသားရောအိမ်မှာပဲမဟုတ်လားလူတော်လေးတွေပဲတစ္ဆာရှိကြတယ်စစ်တကသူတို့ကိုပြန်ခေါ်ဦးမှာဒါကြောင့်သူတို့ရောက်မှာကန့်နေကြနာတာလီယာကိုနေကောင်းရင်လားအင်းကောင်းပါတယ် ဒါပေမဲ့ခမရဟာဖြုတ်ပါအောင်ဘိုးကြီးခမရဒုက္ခရောက်လိမ့်မယ်မင်းကိုဖျားသခင် ခွင့်လွတ်ပါစေမင်းငယ်ပါသေးတယ်ငါ့ကိုဆရာမလုံးနဲ့အဖိုးကြီးကအိမ်ထဲမှာဆွတ်ထလောင်သဖြင့်ပင်တာလီမွန်ခေါင်းရမ်းပြီးလမ်းဖယ်ပေးလိုက်ရသည်မီရွန်ကော်ရှူနော့ကအိမ်ထဲမှာထွက်လာပြီးပင်တာလီမွန်ကိုကြိုသည်အိမ်ကဆက်သားအိုကြီးကိုတွေ့လိုက်တယ်မဟုတ်လားရှိရှိသမျှစုစိတ်တွေအကုန်လုံးချိတ်သွားလေသူတငယ်ပြန်နေပြီဗျသတိမကောင်းတော့ဘူးကျွန်တော်တို့တော့ဒုက္ခရောက်တော့မယ်ထင်တယ် သူစိတ်ချမ်းသာတယ်လို့နေပါစေပါသူလည်းတိတ်ကြကြနေရတော့မှမဟုတ်ဘူးမီရူကတခြားရဲ့တွေများနဲ့အတူတိုင်းပြီးစိတ်ပြက်လက်ပြက်ပြောနေရင်စကားဆက်သည်ဒါနဲ့ခမားတို့မိသားစုကဂရီကိုအကြောင်းကျွန်တော်တို့ကြားပါတယ်ကျွန်တော်တို့စီကမြင်းလေးကောင်ပါသွားတယ်မြင်းမနဲ့မြင်းပေါကလေးတားမိနှကောင်းမင်းကျဲတော့တယ်အကုံဓမြတိုက်သွားပါဗျာမီရူကသူ့ကိုဆွေးကြည့်ပြီးအလေးနဲ့ဆက်ပြောသည်ကျုပ်တို့ဘွားတွေဘာဖြစ်လို့ဒီလောက်ပြက်စီကုန်တာလဲတည့်ရခင်မတူလေး ဒီတော့တော့မကြတယ်အဆူရပါလူတိုင်းတန်းတူအခွင့်အရေးရှိရမယ်အထိပယ်မှမရှိအောင်ကျုပ်ကိုလပင်းကြီးယုတ်ခိုင်းလဲမယုံဘူးကျုပ်ကတီကောင်းပေါင်းလဲအလုံလောက်ရတယ်လူပေါ်ချောတရားနဲ့ဘယ်လိုလုပ်ပြီးညီးမြနိုင်မလဲကျုပ်တို့လေသမားတွေဘွားကိုဒီကောင်းတွေဖျက်ဆီးပစ်နေရဒီတော့ကျုပ်တို့ဘာလို့အလုံလောက်ရမှာလဲဘသူတို့အလုံရမှာလဲရှီရင်ကကျုပ်တို့ကော့ဆက်တက်တွေဒွန်နီးစ်ကိုကြော်လာပြီပင်တာလီမုံကအသံနှိမ့်ပြီဘယ်လိုလုပ်ကြမှာတော့ဒီဆိုးအကိုဘယ်လိုကန်ထုတ်ကြမလဲ လုံးမယ်ဆိုရင်တော့ဒီချိန်အကောင်းဆုံးပဲမဟုတ်ရင်တိတ်နောက်ကျသွားလိမ့်မယ်ပင်တာလီမုံကအလေးနဲ့ပြောပြီးအသာရထားရကချီလန်းတော့မမားစီနဲ့ကိုလူဒီကိစ္စတွေခမရလူတိုင်းကိုပြောလို့မရဘူးကျုပ်နားမနေတာကတချို့ကော့ဆက်လူငယ်တွေရှောင်ထွက်သွားကြပြီးတချို့ကရွာမှာပြီးကက်နေကြတယ်သူတို့အတွက်လူတွေကိစ္စမဟုတ်ဘူးအမောင်လေးကိုဖျက်ရှောက်ကြအောင်ပါမိတို့ကပေါ်စည်းခက်ဆန်းပြုံးပြီခမရဘာတွေတန်တရားဖြစ်နေလဲကျုပ်အမောင်လေးကပြောနေတာမဟုတ်ဘူး လူတွေကသူ့ရီလိုပါပဲရှေ့ကသူ့ထီသွားရကိုနောက်ကတအုပ်လုံးလိုက်နေရပါဒါကြောင့်ကျိုးတို့ကသူတို့ကိုလမ်းပြပေးရမယ်မျက်စိဖွင့်ပေးရမယ်ကော့ဆက်တွေကိုပြောင်ပြောရမှာတော်လန်ရမယ်ပုံကန်ရမယ်သူတို့ကကော့ဆက်တွေကိုလူမျိုးတုံးတပ်ဖြတ်ဖို့လုပ်နေကြတယ်ဒီတော့ကျိုးတို့ဘာလုပ်ကြမလဲပင်တာလီမွန်အိမ်ပြန်လာခဲ့သည်စိုးရင်စိတ်တွေထိတ်တန်လာသည်ဘာတွေဖြစ်လာအောင်မြင်မသိအခြေအနေတွေရှုပ်ထွေးမင်းမှောင်လာပြီအနာဂတ်ဒီနှိမ့်မုံများလို့ဝေဝါလာသည် မဝေသေးတော့အတိတ်ဒီလေးမှုံဝမ်းပါပဲမီရွန်ကော်ရှီနိုသည်တချိန်ကအလွန်ချမ်းသာသည့်ကော့ဆက်တရားဖြစ်ခဲ့သည်လွန်ခဲ့သည့်၃နှစ်ကစပြီးစီးပွားရေးတစ်ဖြည်းဖြည်းကျဆင်းလာသည်အလုသမားတွေအလုထွက်ကြသည်ကော့ရိပ်ဖို့အခက်အခဲတွေ့လာသည်ငွေစည်းကြလာခြင်းတွင်မြင်းနေနွားတွေထောက်ရောက်လာရသည်လူချမ်းသာတရားဖြစ်ခဲ့သည်ကိုယနေ့ပြစားဖြစ်ဆေးရောင်လွင့်ပြနေသောအင်ကြီးသာကျန်တော်သည်ခုတော့သူ့အတွေ့အကြုံပြောင်းလာသည်စီစဉ်ချမ်းသာတွေကဘာလို့ဘူးလဲတနေ့ပြတ်သွားရမှကြီးမဟုတ်လား အသက်ကလည်းကြီးလာခိုးလုံးကလည်းတူရီလှရီမကင်နိုင်တော့ဘူးညီကြီးကတော့သူ့စကားနားမထောင်ချင်တော့ညီဦးပေါင်းရောက်တဲ့နေ့တောင်းဝင်းရမချစ်မနှင်းသက်သောမိမနဲ့ပေါအောင်တယ်လို့ညီကြီးနဲ့ဆက်ဆံအောင်မီတို့တော့ဘာမျှတက်မတ်စရာမရှိတဏီကောင်တွေသူ့မြင်းတွေယူသွားတော့သူလှည့်ပေမကြည့်ပင်တာလီမွန်ဒီထုံနှင်းထုံနှင်းနဲ့အိမ်ပြန်ရောက်လာကပြဲရအောင်ချင်းအိမ်ရပေါ်လေ့ချလိုက်သည်ဘိုက်ထဲကထိုးလာလာသည် လေချောင်းထဲကနားလာသည် ထမင်းစားပြီးတော့သူ့အဖွားကြီးကိုစားလေးလေးဖြင့်ဖျဲသည်ဖျော်ရိုက်တိုက်ခိုင်းသည်ပြီးတော့တုံတုံရင်ရင်ဖြစ်လာသည်လမ်းမင်ကောင်းကောင်းမလျှောက်နိုင်တော့မနက်မိုးလေးတော့အဖျားဝင်လာသည်နှာခမ်းနေချောက်ပြီးမျက်နှာဝါထိန်လာသည်မျက်လုံးနေဝေးဝါလာသည်တရော့စီကဟူသည်အဖွားကြီးရောက်လာပြီးသူ့ရီဖောက်ထုတ်သည်သို့တော့တတိပြန်လည်မလာတော့မျက်နှာတစ်ခုလုံးသူ့စုတ်ကပါဇက်ဟာစင်ဟာစင်နဲ့အသက်ရှူဖို့လေးကိုမနေရှူနေရသေးလား အခန်းဆက်တော့ဖီဝိုင်လာချိုင်းနေတွင် even lcv ကို candleline company တွေကို vinsis ကသို့စင်ခေါ်သည်နေချင်းမြန်ကြီးဖြစ်၍ tartarus တို့ထိုနေ့ညနေတွင်သူပြန်ရောက်မှဖြစ်သည်မိခီကိုရှိပိုင်းကမိုကိုအိမ်လူကြီးရဲ့မှာရခင်ရုံငန်းစပွဲကြီးတွင်ထိုင်ဆောင်နေသည်ဗီဒီယိုနာမှာတစ်လုံးနဲ့ရှိသောကလထိုင်းတွင်အိုရှာနာဟုသည့်ပြည်သူစစ်တရားထိုင်ပြီးဆေးလေးတောင်းနေသည်အပြင်တွင်မှောင်စောက်ပြူပြီးကောင်းကင်တွင်ကျဲရောက်နေလင်းစောက်ပြူနေပြီး မီကီကစတီဗင်တို့ဝင်းရောက်ရှာဖွေခွင့်စားတဲ့ဆောင်ထိုင်းရင်းနေနေနေဖုံးနေသည့်ဗတင်းမောက်စီတို့မကြမကြလှမ်းကြည့်သည်ဗရန်နာမှခြေတန်ကြတော့မီကီမတ်တက်ထားရဲ့ပြီဟောသူပြန်လာပြီသို့တော့ရောက်လာသူကဂရီကိုမီလက်ကိုမြေခုံးမွေးနဲ့နှက်ခမ်းမွေးပေါ်ရင်နှင်းနေဖုံးလေဟေးဂရီကိုလာလာမီကီကလှမ်းနှုတ်ဆက်သည်ပြောပြရှိလို့လာခဲ့တာကွာပစ္စည်းတိုက်ဖို့မြင်းနဲ့တောင်းတဲ့ကိစ္စအဆင်မပြေဘူးမီကီငါမြင်းတွေခြောက်နာနေတယ် ဒါဆိုနွားလဲလို့ပေါ့ကျစီတက်ဖို့နွားလဲနဲ့ဘေးဖြစ်မလဲအပြင်ဘက်တွင် ခြေတန်နေကြရပြီးချက်ချင်းမင်း event lessive ဝင်လာသည်ငါတို့သွေးခဲတော့မယ်ဟိဟေဂရီကိုညာကြီးမင်းကြီးဘာလာလောက်တာတော့ယာသီဥရုကဒီလောက်စိုးနေရကွာနှင်းကအင်ကြီးချွေရင်သူ့စကားဆက်တော့သူ့မျက်လုံးတွေအယောင်တောက်နေသည်ငါဥက္ကဋ္ဌနဲ့တွေ့ခဲ့တယ်ကွာသူရုံးခန်းထဲဝင်သွားတော့ငါ့ကိုလက်ဆွေးနှုတ်ဆက်တယ်ဖော်ဖော်ရွေစကားပြောတယ် အရင်ကဆိုဘယ်ဒီလိုဟုတ်မလဲကွာသူဟာဒုတိယဘူချုပ်တယောက်နော်ဟိုလိုကဆိုသူ့ရှေ့မှာ3 save ရက်နေရတာမလုပ်ရဘူးခုတော့ငါတို့အစိုးရခင်မှာအဲ့အရာအလုံးမရှိတော့အားလုံးတာတူညီမြပဲအဲ့ဒါအဲ့လားဥမျိုးစရာလား even ရဝမ်းမသာပဲနေမလားကွာသူ့လူလူကငါ့ကိုလူလူတူတူလက်ခံစကားပြောရင်လေဂရီကောနှက်ခမ်းမွေးတက်ပြီခုချိန်မှာတော့ဘူချုပ်ကြီးတွေစွကျင်အင်ဂျင်နဲ့လမ်းမော်လျှောက်သွားနေပါပြီကွာ ကိုဆက်ဒီနေလေးလက်ဆွဲနှုတ်ဆက်နေကြပါပြီအဲ့တော့ကအခြေအနေရပါကွာဒါပေမဲ့တဘာဝမဟုတ်ပါဘူးကွာရင်နော်ဂရီကိုကခေါင်းရင်မီတိတ်တော့မထူးပါဘူးကွာဒီဆိုအကိုလေမင်းအဲ့တဲမိနေသလားဂရီကိုမင်းဘာအတွက်စစ်တိုက်ခဲ့ရလဲဘူချိုကြီးရတော့လားငါအနေနဲ့တော့ဘယ်ဘက်မှမကြိုက်ဘူးဘယ်ဘက်မှမကြိုက်ဘူးဟုတ်လားဟုတ်တယ်ပြည်သူစစ်အိုရှန်တော်ကကျမ်းမော်တို့တို့ပြည်ကနေထွေးချပြီးပြုံးနေသည် သူကလည်းဘသူ့ကိုမှမကြိုက်တဲ့ပုံစံမိခေးကဂရီကိုကိုဝေဖန်သည်မင်းမအဲ့လိုအစိုးမြင်ဝါတာမျိုးရှိလိမ့်မယ်လို့ငါမထင်ဘူးဂရီကိုမင်းနဲ့ငါတစ်ချိန်တုန်းကအမြင်ချင်းတူပါတယ်အီဗန်လက်စီဗစ်ကသူတို့နှစ်ယောက်စကားများနေသည့်တူကစိတ်ပြန်နေသည်သူကသူ့ခီးစဉ်ကြောင့်မိခေးကိုပြောချင်လာပြီသူတို့နှစ်ယောက်ကစကားမပြတ်မင်းကငါတို့စီကိုတက်တက်လာနောက်နေရပဲဂရီကိုမင်းကိုမင်းလည်းမပြတ်သားပဲနဲ့ဂရီကိုကဝန်ခံလိုက်သည် မင်းပြောတာမှန်တယ်အီဗန်ဒီဆိုအကိုမင်းစန့်ကျင်နေစရာအကြောင်းဘာရှိလို့လဲဂရီကိုမင်းရောတချိန်တုန်းကနေခဲ့ဘူးသားနဲ့ခုပါလို့ဆိုအကိုကြောက်နေတယ်လေအဲ့ဒီကြောင့်ဒုစင်းနေမှာပါအဆိုးအကိုတော့ငါတိတ်ဝေးမဖန်ချင်ဘူးငါကကြီးရွာကော်မတီဥက္ကဋ္ဌဖြစ်နေရကိုဒါကြောင့်မင်းနဲ့ဒီနေရာမှာငါမငင်းချင်ဘူးအေးဒါဆိုထားလိုက်ကြအောင်ငါဒီကိုလာတာမင်းမြင်းနဲ့စစ်နေကိစ္စ မင်းတို့ဆိုတော့တော့မင်းဘာကြီးပြောနေပြောနေငါကတော့အထင်မကြီးဘူးမင်းဘလောက်သူတို့ကိုမြောက်မြောက်ငါကတော့နိုးပဲမင်းကမိခင်တရားသူ့ကလေးကိုပြောနေတယ်လို့ပဲအယမ်းဆိုတာဒါပေမဲ့ကျမတို့ရဲ့ရင်သွေးလေးလို့ပြောနေရတယ်တူတူပဲငါ့ကိုရှင်းရှင်းပြောစမ်းပါငါတို့ကောဆက်တွေတဲ့သူတို့ဘာလုပ်ပေးနိုင်လဲဘယ်ကောဆက်ကိုပြောရလဲကောဆက်မျိုးမျိုးရှိရလေကွာကောဆက်လူမျိုး အားလုံးတော့လွတ်လပ်မှုတရားမျှတမှုဒန်းတူညီများအေးနေုံအဲ့တော့ ဟိုထောင်ကွာ39ခုနှစ်ကပြောခဲ့တာကွာခုတို့ဓာတ်ထက်ကောင်းတဲ့ကျူးကျော်တန်တွေအော်တဲ့နေတို့ကိုတို့မြေပေးလို့လားလက်လက်မှုပေးလို့လားအားလုံးတန်းတူညီမျှခွင့်ရရကြပြီလားငါတို့ခေါင်းဆောင်ကိုငါတို့ကိုယ်တိုင်ရွေးချယ်ခြင်းနေခုတော့တို့စိတ်ကြိုက်ရွေးရလူရရတယ်ဒီဆိုးရလက်ထက်မှာငါတို့ကော့ဆက်တွေဘာမှဖြစ်လာမှာမဟုတ်ဘူးဖြစ်စီခြင်းငါးပါးနဲ့ဖြစ်စီမှာလေသမားတွေအဆိုးရတယ်အဲ့ဒီအဆိုးရမျိုးငါတို့မလို့ဘူးဘိုးချုပ်ကြီးတွေလည်းမလို့ခြင်းဘူး community နဲ့ဘိုးချုပ်ကြီးဘာထုလို့လဲ အားလုံးငါတို့ကိုနဖောက်ချုပ်ထိုးကြတာကြီးပဲတဘိုးအောက်ကိုဝန်ခံပြီးမောင်းနေကြတာကြီးပဲဒီရွာမှာလူချမ်းသာတောင်းရောက်ပဲရှိတာကျင်းတဲ့လူတွေကငမွေးကြီးပဲအဲ့ဒီလူတွေအတွက်ဘလို့လုပ်မလဲချမ်းသာတဲ့လူတွေကထမင်းလျှော့စားပြီးကျင်းတဲ့လူတွေကိုခွဲပြီးရရင်ရမရရင်ချဒါပဲသူတို့ကငါတို့မြေတွေခိုးယူပြီးငါတို့အဖိုးတွေသွေးနဲ့တိုက်ယူခဲ့ကြတာဒါကြောင့်ဒီမြေကြီးနီးရဲနေတာထားပါတော့ကွာဘလို့ပဲရထားရထားစီးရင်သားရည်နဲ့သူတို့ဝေယူကြမှာပဲ မင်းတကယ်ခတ်တာကိုဒီတိုင်းဆိုမင်းမလွယ်ဘူးဂရီကို